ခင်ဗျားတို့ grow နေတဲ့ဘဘကြီးอ่ะကျွန်တော်တို့အကျန်းဖက်ဖြစ်မတုံးဆွဲတော့ဘူးအဲ့တော့မင်းတို့လည်းငါတို့ခွက်ခေါက်တို့အကျန်းဖက်တို့ဘာလို့လာမပြောနဲ့မင်းတို့ဘဘကြီးမင်းတို့ပါရိုက်မယ်နော်ဟုတ်စီစိုးပါဘဘကြီးစိတ်စိုးအားမယ်အန်ဒီကလည်းခင်ဗျားတို့သင်္ကန်းစာရှိတယ်အရှိမအန်ဒီကလည်း 88ခင်မှာလူငယ်တွေ ABDS ဆိုပြီးလက်နက်ကင်ကြတယ်။ဟုတ်ပြီလက်နက်ကင်လမ်းစဉ်ဟာအောင်မြင်မှုကိုမရနိုင်ဘူးဆိုပြီးတော့မှအများစုကကြွေးကြော်ကြတယ်။ဟုတ်ပြီလက်နက်ကင်လမ်းစဉ်ဟာအောင်မြင်မှုကိုမရရှိနိုင်ဘူးဆိုပြီးတော့အများစုကကြွေးကြော်တဲ့အခါမှာ NLD ပါတီကလည်းရွေးကောက်ပွဲဝင်ခဲ့တယ်။ရွေးကောက်ပွဲဝင်ပြီးတော့မှလူထုဆန္ဒကိုဖြည့်ဆည်းပေးမယ်လူထုဆန္ဒကိုလူထုရဲ့သဘောအတိုင်းဖြစ်စေရမယ်ဆိုပြီးတော့နိုင်ငံရေးနည်းကိုနိုင်ငံရေးနည်းနဲ့ပဲဖြည့်ရှင်းမယ်ဆိုပြီးတော့မှ NLD ကနိုင်ငံရေးနည်းကိုနိုင်ငံရေးနည်းပဲဖြည့်ရှင်းတဲ့အခါမှာခင်ဗျားတို့လက်နက်ကင်ထားတဲ့လူတစုကအာဏာသိမ်းတယ်။အဲ့တော့ဒီနေ့ခေတ်မှာကျွန်တော်တို့ကလက်နက်ရှိလို့အနိုင်ကျင့်နေဆိုတဲ့ခံစားချက်ဖြစ်သွားလို့ကျွန်တော်တို့ကလက်နက်ကင် ပြီးတော့မှ ပြန်လည်ခုခံတော်လှန်တဲ့အခါကျတော့လက်နက်ကင်တဲ့နေရာမအောင်မြင်ဘူးဆိုတဲ့အတန်အပြန်ထွက်လာတယ်။အဲ့တော့လက်နက်ကင်တဲ့နေရာမအောင်မြင်ဘူးဆိုလို့ရှိလို့ရှင်ဝါတပ်ဖွဲ့ခေါင်းဆောင် နေမကောင်းဖြစ်တဲ့အချိန်မှာမင်းအောင်လှိုင်ကဘာလို့ဟိုဟာဘာလဲ ံပြုတ်ဆံပြုတ်တိုက်ဟမ်အင်အားပြုတ်လာတာတဲ့ငါတိုက်ဆံပြုတ်တယ်ပူပူလေးတဲ့ကျွန်တော်ကိုယ်ပြုတ်လာတာကျွန်တော်ကိုယ်တိုင်ပြုတ်လာတာအေးအဲ့လိုဆိုတော့မတော်လည်းရွေးချယ်စရာရှိတော့ဘူးလေသိလားမတော်လည်းရွေးချယ်ကျွန်တော်တို့လည်းရွေးချယ်စရာမရှိတော့ဘူးလေစဉ်းစားကြည့်လေကျွန်တော်တို့ရဲ့နိုင်ကျွန်တော်တို့ထက်နိုင်ငံရေးနားလည်တဲ့သူတွေကျွန်တော်တို့ထက်နိုင်ငံအပေါ်ပေးဆက်တဲ့သူတွေကျွန်တော်တို့ထက်နိုင်ငံအကြောင်းနားလည်တဲ့သူတွေကျွန်တော်တို့ထက်လူထုထောက်ခံမှုများတဲ့သူတွေကိုပြီးတော့ ဟုတ်လားပါတီဝင်နော်စစ်အစိုးရရဲ့နောက်ရွယ်ဖွဲ့စည်းပုံအခြေခံအောက်မှာပါတီဝင်ခဲ့ကြတယ်ပါတီဝင်ပြီးရွေးကောက်ပွဲလုပ်ခဲ့ကြတယ်နောက်2010မှာလည်းရွေးကောက်ပွဲကိုသူတို့လုပ်တဲ့ရွေးကောက်ပွဲကိုသူတို့ပဲနိုင်တယ်2015ကျတော့လူတို့နိုင်တယ်အော်2021မှာတော့လူတို့ထပ်နိုင်တယ်အော်လူတို့လည်း20ပဲနိုင်ရသေးတယ်တက်ကင်တာအိုစုကပါလုပ်လိုက်လေအာနာသိမ့်လိုက်အဲ့တော့ကျွန်တော်တို့လည်းလက်နက်ကင်မှာဟိုစနစ်တစ်ခုကိုပြောင်းလဲလို့ရမယ်ဆိုတော့အတွေးခေါ်ဝင်လာတယ် နဲ့ကံပြီးစနစ်တစ်ခုကိုပြောင်းလဲဖို့ကျွန်တော်တို့လည်းစူးစမ်းတယ်။အောင်မြင်တယ်လို့လည်းကျွန်တော်တို့ထင်တယ်။အဲ့တော့ကျွန်တော်တို့တော်လိုင်းရေးပထမနှစ်တော်လိုင်းရေးဒုတိယနှစ်တော်လိုင်းရေးတတိယနှစ်တော်လိုင်းရေးစတုတ္ထနှစ်အတော်တွင်မှာမင်းအောင်လိုင်းရဆေးပြအခမ်းအနားတွေမှာနော် PDF ဆိုတဲ့စကားလုံးကိုဘယ်တော့မှထုတ်ဖော်ပြောသားခြင်းမရှိဘဲနဲ့ကျွန်တော်တို့အကျန်းဖတ်ဆိုပြီးတော့ပဲကျွန်တော်တို့ပြောဆိုခဲ့တယ်ပေါ့ဒါပေမဲ့ဒီနှစ်ဆေးပြ เนาะတက်မတော်နေ့မှာတော့ PDF တွေကိုလည်းဥသံပါလဲဖိတ်ခေါ်ပါတော့အဲ PDF တွေကိုလည်းဖိတ်ခေါ်ပါတယ်တဲ့အဲ့လေအဲ့တော့ကျွန်တော်တို့ကတော့တော်လိုင်းရေးစလက်နဲ့ကြိုင်နေရလို့မျိုးပဲစစ်ကောင်ဖိတ်ခေါ်မှုဟိုတက်ဖို့အလားလာမရှိဘူးကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲလက်နဲ့ကိုသမင်းစားရဖို့ကြိုင်တာမဟုတ်ဘူးကို့အကျိုးစီးပွားကာကွယ်ဖို့ကြိုင်တာမဟုတ်ဘူးကျွန်တော်တို့က လူလူတရက်လုံးတိုးတက်စေဖို့စနစ်တစ်ခုကိုပြောင်းလဲစေဖို့မရှိမဲ့ရှိမဲ့လေးတွေချစ်ကုတ်စုဆောင်ပြီးလက်နဲ့ဝယ်ထားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော့လက်နဲ့ချပြီးသူတို့နဲ့စကားပြောဖို့ဟိုမမစင်စားနဲ့အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းဥဆောင်အစိုးရအဖွဲ့တွေရဲ့ပြောတဲ့နိုင်ငံရေးစကားကိုပဲစစ်ကောင်စီကနားထောင်ရမယ်စစ်ကောင်စီကပြောတဲ့နိုင်ငံရေးစကားကိုတော့ကျွန်တော်တို့လူငယ်တွေအားလုံးကနားထောင်ဖို့အလားအလာမရှိဘူး ဲ့တော့စစ်ကောင်စီကပထမတစ်နှစ်မှာတော့ကျွန်တော်တို့အကြမ်းဖက်ဖြစ်တယ်အဲဒုတိယတစ်နှစ်မှာလည်းအကြမ်းဖက်တတိယတစ်နှစ်မှာအကြမ်းဖက်ဒီနှစ်ကျတော့ PDF တွေနဲ့လည်းဗာလဲဦးသားအာ PDF တွေလည်းတွဲဆောင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်အဲလေအကြမ်းဖက်မဟုတ်တော့အကြမ်းဖက်မဟုတ်တော့ဟူကျွန်တော်တို့အကြမ်းဖက်လို့မပြောတော့နဲ့ခင်ဗျားခင်ဗျားတို့ကြော့နေတဲ့ဗမာကြီးကကျွန်တော်တို့အကြမ်းဖက်ဖြစ်မသုံးဆွဲတော့ဘူး အဲ့တော့မင်းတို့လည်းငါတို့ခွက်ခေါက်တို့အကျန်းဖတ်တို့ဘာလို့လာမပြောနဲ့မင်းတို့ဘဘကြီးမင်းတို့ပါရိုက်မယ်နော်ဘဘကြီးစိတ်ဆိုးအားမယ်ဘဘကြီးစိတ်ဆိုးအားမယ်သိလားမင်းတို့ဘဘကြီးကငါတို့အခုတွေးဆုံစကားပြောချင်တယ်လို့စာဆောင်ပို့လိုက်တာနဲ့မင်းတို့ကပါပါခေါ်ရိုက်ခံရမယ်ဘောမလေးတွေဖြစ်သွားမှာငါလို့မနှိမ်ချင်ဘူးရောက်ရောက်ရောက်